You 15 am I do face to face PowerPoint screen But the label can send in the healing by me I mean me Go with so called Tari Party back Page, messenger or or 975 You look back 5.3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  combination ရဲ့ data လေးက C သူ့ရဲ့အတိတ်တွေလေးကရွေးချယ်ကြည့်ရွေးချယ်ကြည့် combination ဆိုတာကရွေးချယ်ကြည့်ခုပဲလေအဲ့တော့သူ့ရဲ့ combination ရဲ့ definition နဲ့ combination combination ဆိုတာရွေးချယ်ကြည့်ခုပဲ recommendation is the selection. Recommendation ဆိုတာရွေးချယ်ခြင်းတစ်ခုပဲဖြစ်တယ်။အဲ့ဒီ theme ဆိုလို့ရှိရင် in which အစီအစဉ်ချမှတ်ခြင်းရဆိုလို့ရှိရင်အရေးမပါ That's not aura that's not matter ရာဝတ္ထုတွေရဲ့အစီအစဉ်ချမှတ်ခြင်းအရဆိုရင်အရေးပေါ်မှာ of object ဘယ်အရာဝတ္ထုတွေလဲဆိုလို့ရှိရင် from a collection combination is a selection combination ဆိုတာကမေးချင်မှုတစ်ခုပဲဖြစ်တယ် in which အဲ့ဒီရွေးချယ်မှုတွေမှာဆိုလို့ရှိရင် aura does not matter of object အရာဝိတ္ထုတွေရဲ့စီစဉ်ချမှတ်မှုတွေက does not matter အရေးမပါဘူးနော်ကျုံတလို့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရွေးချယ်မှုက from a collection နော်စူးစီးမှုတခုတည်းမှာအရာဝိတ္ထုတွေရဲ့စီစဉ်စီစဉ်သတ်မှတ်ခြင်းတွေဆိုလို့ရှိရင် does not matter အရေးမပါဘူး combination ဆိုတာတံပေးပြမယ်ဒါလေရွေးချယ်မှု အဲ့လိုရွေးချယ်တဲ့အခါမှာစီစဉ်ချာမှတ်မှုရာဆိုလို့ရှိရင်အရေးမပေါ့။ဒါနော်ဒါကိုမအားလို့ပုံလို့ဆိုရင် mobile ရရှိလို့ကျွန်တော်တို့ဆရာတို့ပါမျူရေးရှိပါပါမျူရေးရှိရဲ့ပုံစံလေးရေးတယ်ကွန်မန်နေရှင်းပါလေကွန်မန်နေရှင်းရဲ့ပုံစံလေးရေးတာရှိတယ်။ဒါနမတော့ကွန်မန်နေရှင်းနံပါတ်တော့ကွန်မန်နေရှင်းနံပါတ်တော့ကွန်မန်နေရှင်း အနည်းအလိုပဲဆရာတို့မတူညီတဲ့အရာဝတ္ထုတွေမှာရှိတဲ့အံကူကနေပြီးတော့မတူညီတဲ့အရာဝတ္ထုတွေမှာရှိတဲ့အံကူကနေပြီးတော့အံ distinct object မတူညီတဲ့အရာဝတ္ထုအံကူတွေကနေပြီးတော့ဆရာတို့တစ်ချိန်မှာအာကူကိုယူလိုက်တယ်ဆိုတော့ဒီကအာအဲ့ဒီက တူညီတဲ့အရာဝတ္ထုအန်ကူတွေကနေပြီးတော့တစ်ချိန်မှာအာကိုကိုလိုက်မယ်ဆိုရင်ဆရာတို့ဒေနမ်းမတော့ကိုမလေးရှိကိုတတ်မှတ်မှာက is donated by အာကိုမလေးရှိဆိုစီအာဆိုဘာဖြစ်လဲနော်နော်ပြန်ပြောပြဒေနမ်းမတော့ကိုမလေးရှိ of a distant object မတူညီတဲ့အရာဝိတုအံကူတဲကနေတော့တိတ်ကအာအတ္တိတိုင်းဒီချိန်မှာအာကုကိုယူလိုက်တယ်ဆိုအဲ့ကောင်ကိုလည်းလမ်းမတော့ပုံမှန်ရရှိဖို့ is donated by NCR ဆိုပြီးတော့ဟာပြည့်တယ်ဆိုရင်တက်ပါတယ်။ဒါကဲတော့ကျန်တဲ့ပြုလာမယ်နော်။ပုံမှန်ရရှိဆိုတာတကယ်တော့ C လို့သတ်မှတ်တယ်။ရွေးချယ်ခြင်းပေါ့ပုံမှန်ရရှိ။ပုံမှန်ရရှိ is slash ရှင်တဲ့ပုံမှန်ရရှိဆိုတာရွေးချယ် in which အဲ့ဒီရွေးချယ်မှုတွေမှာဆိုလို့ရှိရင် aura does not matter of object တရားဝတ္ထုတွေရဲ့ aura အစီအစဉ်တရားဆိုလို့ရှိရင် does not matter အရေးမပါ flow ရဲ့ quality စူးစီးမှုတစ်ခုမှတရားဝတ္ထုတွေရဲ့အစီအစဉ်ချမှတ်ခြင်းရတယ်ဆိုရင်အရေးမပါဒါကိုဘာလို့ပေါ့လဲဆိုရင် combination လို့ပေါ့ combination ဆိုတာကစီးတဲ့ aura ပေါ့ aura aura တွေကဘာလို့ဆိုရင်အရေးမပါ ။ဒါနမှာတော့ combination of a distant object မတူညီတဲ့အရာဝတ္ထုအကူတွေကနေပြီးတော့တိတ်ကအာအဲ့ဒီတိုင်းဒီချိန်မှာအကူဝေးလိုက်ပဲဆိုရင်ဒီနမ်းမှာတော့ combination ကို is donated by NCR ဆိုပြီးပါတယ်ဒီတိုင်းဟုတ်တော့ကြဲအဲ့တော့ဆရာတို့ဒီ NCR လေးရဲ့ formula လေးကိုဆရာတို့ကြည့်ရအောင် if m and r န်တဲ့အာငါတဲ့အာအင်တီဂျာဖြစ်ပြီအင်တီဂျာဖြစ်မယ် with ဒီအာလေးက0နဲ့အန်ကြောင်းမှာရှိမယ်0 less than equal r less than equal n ကြောင်းမှာရှိတယ်ဆိုရှင် ncr ရဲ့ formula က ncr equal to န်စီယာကိုလိုချင်ရင် NPR ပါ R ဆက်ထုတ်ဟုတ်ရော NCR ရဲ့ formula လေးက NPR ပါ R ဆက်ထုတ်အဲ့တော့ကျွန်တော်မနေ့ကသင်ခဲ့တယ်ဒါပေမဲ့အသုံးမချခဲ့ဘူးအဲ့ NPR ရဲ့ formula လေးမှတ်မိသေးလား NPR ရဲ့ formula လေးက NPR equal n factorial sorry n factorial by n minus r factorial ောင်နော်အဲ့တော့အခု NCR ရဲ့ formula က MPR by R factor အဲ့တော့ MPR နေရာမှာဆရာတို့ဘာသွင်းလိုက်မလဲသူရှိတယ် M factor ရဲ့ by ဘာသွင်းလိုက် M minus R factor ကိုဘာလို့လဲဘယ်လိုလဲမှားပါရှိတယ် R R factor ရှိတယ် MPR လေးက M factor by M minus R factor ဒါက NCR ရဲ့ဘာလို့လဲဟိုဇာတ်လို့သုံးမယ် NCR ရဲ့ကြားမလားအဲဒီကောင်လေးကိုဇာတ်လို့အကျယ်ပြန့်ပြီးရေးလိုက်မယ်ဆိုလို့ရှိရင် alpha tourier ဆိုတာက n n minus 1 n minus 2 and so on n minus r plus 1ဟုတ်နော် alpha tourier ဆိုတာက r r minus 1 r minus 2 အဆိုးကိုဘယ်မှာဆုံးလဲဆိုရှင်ဝမ်းမှာကဲအဲ့တော့ဆရာတို့ NCR ကဖော်မူလာလေးက N factorial by R factorial in N minus R factorial တောက်တော့ဒီဟုတ်ပြီအဲ့ဆိုရင်ဆရာတို့နည်းလေးလေ့ကျင့်လိုက်ရအောင်နိုင်စီ3ဆိုပါလို့နိုင်စီ3ဆိုလို့ရှိရင်ဆရာတို့ဘယ်လိုဖြတ်နိုင်စီ3ဆိုလို့ရှိရင် Nói phải chú ý ở phải chú bài nè tùy Nói bài nè tùy Phật tùy Sao tôi đặt Nói bài nè tùy Nói tôi đặt thủ sĩ Phật tùy Sao tôi đặt Không đi A si phó thủ lưu sĩ Sao tôi đặt A Phật tùy ở bài Phó Phật tùy ở bài A bài nè phó Phật tùy Tôi rồi nó အဲ့တော့ 5C3 ဆိုလို့ရှိရင်ဆရာတို့စာပြုတ်တယ်5 factorial by 3 factorial 3 factorial into 5 minus 3 factorial ရောက်ဒါလေးကပြီးတော့မှဆရာတို့ဆက်ရှင်းတာစာပြုတ်လိုက်ရောက်နော်ဒါရမယ်ဆိုရင်ဆရာတို့ example 14 15ရစာပြုတ်ပါလိုက်ပြောပါက5.4 technique for Sam Counting Program ရည်တွယ်ချင်းဆိုင်ရာပုံစံပုံစံတချို့အတွက်တဲ့ဒီစနစ်ရောင်းလို့ပြရမှာကကျွန်တော် permutation with repetition ကျွန်တော်အရင်သင်ခဲ့တဲ့ permutation တွေမှာပြန်မထက်ဘူးပြန်မထက်တယ်ဘာဖြစ်လဲဆိုလို့ရှိရင်ပုံစံအခုကကျတော့ permutation with repetition permutation နဲ့ပြန်ထက်တဲ့ permutation ပုံစံတွေဆက်ပြီးပါရမှာဆိုရင်တွေ့ရမှာ ပြန်ထက်တဲ့ဘာမျိုးလေးပုံစံလေးဆိုတာဘယ်လိုမျိုးလဲဆိုရင်ခုမှမတ်မတ်တစ်မတ်တစ်အဲ့ဒီမတ်မတ်တစ်ဆိုတဲ့ what စလုံးမှာဆိုလို့ရှိရင်အံဘယ်နှလုံးပါလဲဆိုလို့ရှိရင်နှလုံးပါတယ်တရားဘယ်နှလုံးပါလဲဆိုနှလုံးပါတယ်တရားဘယ်နှလုံးပါလဲဆိုနှလုံးပါတယ်နော်အဲ့ဒီတော့ပြန်ထက်တဲ့ပုံစံလေးပြောပါ အဲ့ဒါကို permutation with repetition repetition ရဲ့ formula လေးက the number of permutation of all these and object and object ဒီအားလုံးရဲ့ number of permutation ကိုဘယ်လိုသတ်မှတ်လဲဆိုရင် and factorial ပါ and one factorial into and two factorial etc and r factorial ဆိုပြီးတော့ဒီကတော့ ပါမီပြန်ထက်တဲ့ပါမီဝေးကြီးနေတဲ့ဖော်မူလာဆက်လက်ပြီးဒီဖော်မူလာလေးနဲ့ပါလို့ဆိုလို့ရှိရင်ပြောအပေါ်ကအန်ဖက်တိုရီယယ်ဆိုတာကစွတ်စွတ်ပေါင်းဖက်တိုရီယယ်ပြီးတော့အောက်ကဖက်တိုရီယယ်ကပြန်ထက်တဲ့ဖက်တိုရီယယ်နဲ့ပါလို့ပြရတယ်စားပြရစွတ်စွတ်ပေါင်းဖက်တိုရီယယ်ပြီးတော့ပြန်ထက်တဲ့ တူရီယံနဲ့မလုပ်ပြရလို့ဆိုရင်စဖို့ကဲဒီစကလုံးမတမတိပါဆိုလို့ရှိရင်စုစုပေါင်းဖတ်တူရီယံဘယ်နှခုရှိမှလို့ရှိရင်တစ်ခု၊ခု၊သုံးခု၊လေးခု၊ငါးခု၊ခြောက်၊ဘုံ၊ရှစ်၊ကို၊၁၀၊၁၁ဘယ်နှခုရှိလဲဆရာ၁၁ခုရှိအဲ့ဒီစုစုပေါင်းဖတ်တူရီယံတီးပြီးတော့ပြန်ထက်တဲ့ကောင်အမေရဘယ်နှလုံးရှိလဲနှလုံးအမေကတစ်လုံးနှလုံးအမေနှလုံးရှိမယ် ดูอ่ะเอ๊ะบ่ได้ลงชื่อมั้ยจ๊ะน่ะเอ๊ะ2คู่2คู่อู้เอ๊ะตียะบ่ได้คู่ชื่อมั้ยตียะ2คู่ตียะ2คู่ชื่อมั้ยดูตีเอ๊ะกะบ่ได้คู่แลตะคูเอ๊ะกะตะคูอียะตะคูไออายะตะคูซียะตะคูเอสกะตะคูเอสกะตะคูนี่4 6 ကွန်ရှိ90 70အဲ့ဖက်တိုရီရနဲ့ဘာလို့ပြရမလဲဆိုရင်ပြန်စားပြန်တက်တဲ့ကောင်အောင်ပါအမေကနှလုံးဆိုတော့ဒူးဖက်တိုရီရဲ့အင်ဒူအေးရဖက်နှလုံးနှလုံးဒူးဖက်တိုရီရဲ့အင်ဒူတီးရဖက်နှလုံးလေတီးရနှလုံးဒူးဖက်တိုရီဒါနဲ့ပြန်စားပြန်ဒါကိုပြောတာနော် permutation with repetition ဆိုတာက စုစုပေါင်းပါမီပီရှိလို့ပြီးတော့ပြန်ထက်တဲ့ပါမီပီရှိတယ်ပြန်ထက်တဲ့ sorry factorial နဲ့ပါလို့ရမှာနော်စပါဗျာအဲ့တော့ဒီကောင်လေးကပါလဲဆိုရင်1 factorial a to 1 factorial a to 1လို့ယူမယ်ဆိုတော့မထည့်တယ်ကြာရအဲ့တော့အဓိကဒီဒီအပိုင်းလေးမှာဆရာတို့သိနေကြတာပါပြန်ထက်တဲ့ပါမီပီရှိကိုရှာမယ်ဆိုရင် formula က m factorial m factorial စစုစုပေါင်း factorial ကိုကြည့်ပြီးတော့ပြန်ထက်တဲ့ factorial နဲ့ပါလို့ပြရမှာစပါဗျာစပါဗျာဒါလေးသိကြ အဲ့တော့ is a 5.4ထဲမှာရှိတဲ့နောက်တစ်ပိုင်းလေးကဒီ inclusion principle ဖဲနေရမှာပေါ့နော်ဖဲရအဲ့တော့ဖဲရကိုမလို့ကျင်တော့ဖဲရဖဲတဲ့ဘာလဲဆိုလို့ရှိရင် principle အဲ့ဒီကောင်ကြီးကအဲ့ဒီပုံစံတွေမှာဘာတွေနဲ့ပါမလဲဆိုလို့ရှိရင် and not and ဥပမာ အပီအာနဲ့အဆုံးသက်ဘူးကို25နဲ့အဆုံးသက်ဘူးကိုပီနှလုံးနဲ့အဆုံးသက်ဘူးဆိုရယ် not at ဆိုရယ်ကောင်းနေပါမယ်เนาะ exclusion exclusion principle အဲ့တော့ exclusion principle ကိုရှာမယ်ဆိုလို့ရှိရင်ဘယ်လိုရှာမလဲဆိုလို့ရှိရင်လိုချင်တာကိုရဖို့အတွက် exclusion principle ကိုလိုချင်တာကိုရဖို့အတွက် လူကျင်နာကိုရားဖို့အတွက်သူရှာခိုင်းတဲ့ကောင်ကိုရှာဖို့အတွက်လူကျင်နာကိုရားဖို့အတွက်စုစုပေါင်းနေတာစုစုပေါင်းနေကမလူကျင်နာကိုနှုတ်နော်မလူကျင်နာကိုနှုတ် အဲ့တော့ဒီ inclusion principle ပဲဆိုတာပုံစံတွေမှာ not at အဆုံးမတက်တဲ့ဘူးဆိုတဲ့စလုံးလေးတွေပါနေတယ်ဆိုရင်ပါအဲ့ကောင်ကိုရှာမယ်ဆိုလို့ရှိရင်ဆရာဆရာတို့ကလိုချင်တာကိုရဖို့အတွက်စွစွပေါင်းတွေရနေပြီးတော့မလိုချင်တာကိုမလုပ်လို့ဆိုရင်နှုတ်ဥပမာအနေနဲ့ပြီးနှလုံးနဲ့အဆုံးမတက်တဲ့ကောင်ကိုရှာပါဆိုဒါလိုချင်တာကပြီးနှလုံးနဲ့အဆုံးမတက်တဲ့ကောင် အဲ့ကောင်ရှာဘူးလေဆရာတို့စုစုပေါင်းနေရမလိုချင်တဲ့ကောင်ပြီးနှလုံးနဲ့သုံးတဲ့ကောင်ရှာပြီးတော့ဘာလုပ်ပြလိုက်လဲနှုတ်ပြလိုက်နှုတ်ပြလိုက်သဘောပေါက်လားဥမာ25နဲ့အဆုံးတက်တဲ့ကောင်ရှာပါဆိုရင်ဆရာတို့က25နဲ့အဆုံးမတက်တဲ့ကောင်ရှာလိုက်ပြီးတော့ရေစုစုပေါင်းနေရနေဘာလုပ်လိုက်နှုတ်ပြလိုက်အဲ့တော့လိုချင်တာကိုရဖို့အတွက်စုစုပေါင်းနေကနေပြီးတော့မလိုချင်တာကိုနှုတ်လိုက်လို့ရှိရင်ဘာရမလဲဆိုရင်ဆရာတို့ရှာခြင်းနဲ့ကြည့်ရတယ်သဘောပေါက်လားပါမနော် အဲ့ဒါဆိုဒီပုံစံလေးနဲ့ဆက်လို့သွားအောင်ဟုတ်ကဲ့လေဒဲမှာပဲပါတယ်နောက်တဲ့ပိုင်းလေးတစ်ပါး counting the subset of a finite set finite set ဆိုတာကအတီးကြရှိတဲ့ set ဆိုတာဘာဖြစ်လဲဆိုရင်အစုတစ်ခုရဲ့ subset အစုပိုင်းတွေကိုမလို့ဆိုလဲဆိုလို့ရှိရင်ရေးတက် finite set ဆိုတာအတီးကြရှိတဲ့အစုဆရာတို့ grade 9လောက်တည်းကဘာဖြစ်လဲဆိုရင်သင်ခဲ့ရတဲ့အစု နော်အဆုဆိုတာဒီလိုပုံစံမျိုးလေး A B C ဒါအဆုလေး finite set ဆိုတာကအကန့်အသတ်ရှိတဲ့ဒီအဆုအဲ့အဆုထဲမှာရှိတဲ့ subset ဆိုတာအဆုပိုင်းတွေကိုပါလို့မယ်ဆိုရင်ရေတွက်ကဲဒီကောင်လေးကအဆု finite set အဆုအဲ့ထဲမှာရှိတဲ့အဆုပိုင်းတွေကဘာတွေဖြစ်မလဲဆိုရင်အဆုပိုင်းတွေကလည်းဟိုကဆက် grade line တော့ကြည့်ရအဆုပိုင်းတွေကဒီလိုပုံစံဟုတ်လား empty set ဆိုတာက ဒါလေးဒီလိုရေးရေးဒါမှမလို့ရှိရင် fine လို့သုံးရင်သုံးဟာ calibrate သုံးရင်သုံးလဲမပါသင်ပါဘာမှမရှိဘူး MD set ဖြစ်တဲ့အတွက်ကြောင့် fine သုံးရင်သုံးအဲ့ဒီ MD set ဆိုတဲ့ကောင်ကဒီကောင်ရဲ့အစုပိုင်းဖြစ်တယ်နော် MD set ကသူ့ရဲ့ဘာဖြစ်လဲဆိုရင်အစုပိုင်းဖြစ်တယ်ဒါလေးတစ်ချက်အရင်မှတ်ထား MD set ကသူ့ရဲ့အစုပိုင်းဖြစ်တယ်နောက်တစ်ခါသူကိုယ်တိုင်လည်း A B C ဆိုတဲ့အစုကိုယ်တိုင်အားလည်းပဲဒီ AB စုရဲ့ဘာဖြစ်လဲဆိုရင်အစုပိုင်းဖြစ်တယ်ဒါလေးတစ်ချက်ကိုဆိုဖတ်ပြတာနားလည်းမလားနားလည်းမလားအဲ့တော့အစုတစ်ခုရဲ့အစုပိုင်းထဲမှာ empty set ဆိုတဲ့ဗလာအစု file ဆိုတာလည်းပါတယ်အဲ့ဒီအစုကိုယ်တိုင်ကိုယ်ကလည်းပဲအဲ့ဒီအစုရဲ့ဘာဖြစ်လဲအစုပိုင်းဖြစ်တယ်ဆိုတာပါတယ်ဆိုတာကိုဖတ်ပြတာနော်အဲ့တော့ဆရာဒါလေးကိုရှင်းပြ If the final set final set အကန့်အသတ်ရှိတဲ့အစုထဲမှာ contain an element an element ဆိုတာကမျိုးမျိုး an element ကိုပြောတာမဟုတ် element ပါဝင်တဲ့အစုဝင်အရင်အတွက်က an ရှိမယ်ဆိုလို့ပါဝင်တဲ့အစုဝင်ရေတော့ကဘာလဲလဲ an ရှိမယ်ဆိုလို့ရှိရင် an ဆိုတာကရွယ်တာကဘာလို့ရွယ်တာလဲဆိုအစုဝင်ရေအတွက်ကိုပြောတာဆိုလိုတာကဒီတစ်ခါဆိုဒီအစုမှဆိုအစုဝင်ရေတော့ဘယ်နှလုံးရှိတယ်ဆိုတော့တစ်လုံးနှလုံးသုံးလုံးရှိเนาะသုံးလုံးရှိအဲ့တော့ကျွန်တော်တို့ဒီ finally ဆက်တယ်မှာအစုဝင်ရေအတွက် and ရှိမယ်ဆိုလို့ရှိရင်တဲ့ then it has two and subset အစုပိုင်းကဘယ်လောက်ရှိလဲဆိုရင် two power and ရှိ two power and ရှိဟုတ်ပြီနော်အဲဆိုတော့ဘာလဲအစုဝင်ရေတက်ကိုပြောတာဟုတ်ပါအစုတွေက power and power ကိုပြောတာပေါ့အစုတွေကအစုဝင်ရေအတွက် and ရှိမယ်ဆိုလို့ရှိရင် two subset က two power two power အဲဒါဆိုလို့ရှိရင်ဆရာတို့ကဒါလေးကိုပဲရေးကြည့်ပြီးပြောလိုက် ဒီအစုထဲမှာအစုဝင်ရေတော့ကဘယ်နှခုရှိလဲ1 2 3တုံးခုရှိမှဆိုရင်သူ့ရဲ့အစုပိုင်းကိုဘာလို့ယူလို့လဲဆိုရင်2ပါပါ sorry 2ပါပါ3ဆိုဆိုဘာလို့ယူလဲကြီးပြီလားဘောပေါ့ဒါလေးကပထမပိုင်းကဒါလေးဆိုသိပြီနော်ဟာကူ if and is an integer with and greater than or အံက integer ကိန်းပြီးတခုဖြစ်မယ် အန်ကဂျီလိုနဲ့ညီလဲညီတဲ့ကြီးတဲ့ကြီးပဲဆိုလို့ရှိရင်ဒန်အန်စီနောပလတ်အန်စီဝပလတ်အန်စီဒူပလတ်အန်စီအန်ကဒူပါပါပါဖြစ်တဲ့ဆိုရင်အန်နဲ့ဒူပါပါအန်နဲ့ဟုတ်ပြီအဲ့တော့အန်စီနောဥပမာ5စီနောပလတ်5စီဝပလတ်5စီဒူပလတ်5စီ5ဆိုဒူပါပါပါနဲ့5 5နဲ့3စီနောပလတ် 3c1 plus 3c2 plus 3c3 equal to 2ပါပါလေ2ပါပါ3 3เนี่ยအဲ့တော့ဆရာတို့က2ပါဝါ n လေးကိုလည်းဆရာရှင်းပြမယ်အဲ့တော့ဒီဟာသိရင်ဘုံပြည့်စုံလို့လောက်တယ်နော်ဒီကောင်လေးကိုပြပြီးဆိုလို့ရှိရင်ဒါတော့ပုံစံလေးတွဲလို့ရပြီဒါပေမဲ့လို့ဆရာထပ်ပြီးရရှင်းပြမယ်အဲ့ဒီထပ်ပြီးရရှင်းပြတာကိုကိုယ့်ကောင်ကကိုယ့်ရဲ့ကောင်ကလက်မခံနိုင်ဘူးဆိုလို့ရှိရင်ဖယ်ပလိုက်ဒါပေမဲ့ဆရာဒီကောင်လေးတွေဖြစ်လာတာကိုဆရာထပ်ပြီးရရှင်းပြမယ်ဟာအဲ့တော့ဒီ အစူပိုင်းတွေကိုရှာရှာတဲ့အခါမှာအစူတစ်ခုရဲ့အစူပိုင်းတွေကိုရှာတဲ့အခါမှာ combination ကိုတုံးတယ်။ဒီကမှတ်ထားပါအစူတစ်ခုရဲ့အစူပိုင်းတွေကိုရှာတဲ့အခါမှာဘာကိုတုံးလဲ။ combination ကိုတုံးတယ်။ addition တုံးတယ်လို့ဒူပါဝါအန်ဆိုတော့ဘာကိုပြောရလဲဆိုရင် multiplication principle ဆိုတော့အဲ့တော့ခေါင်းထဲမှာမှတ်ထားပါဘာလို့မှတ်ထားမလဲ။အစူတစ်ခုရဲ့ subset အစူပိုင်းတွေကိုရှာမယ်ဆိုရင် set တစ်ခုရဲ့ subset အစူပိုင်းတွေကိုရှာမယ်ဆိုလို့ရှိရင် combination ကိုတုံးတယ်။ ် combination principle ကိုသုံးမယ်ပြီး addition principle ဆိုတာဒီလိုဘာလို့လဲဆိုရင်ပေါင်းတဲ့ principle ကိုသုံးတယ်လို့မျိုး two power and ဆိုတာဘာလဲဆိုလို့ဆိုရင် multiplication principle ဒီကောင်းလည်းဘာလို့လဲဆိုတော့သုံးအဲ့သုံးချက်ကောင်းရင်မှထည့်တာဟုတ်ပြီဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီ two power and လေးကိုကြာအချက်ရှင်းပြနော်ပြည့်မယ်ဆိုရင် set ဒီကောင်းလည်းဘာဖြစ်လဲဆိုရင် subset အစုရဲ့အစုပိုင်းတွေကဘာဖြစ်လဲဆိုလို့ဆိုရင်ဒီကောင်းဆိုတာတော့ဘာဖြစ်လဲအစုရဲ့တကူရန်ရှိရတဲ့ကြောင့်ဒီကောင်းက2 power ဘာဖြစ်လဲ1 2 power 1ဆိုတော့2 2ပေါ့ဟုတ်လား2 power 1ဆိုတော့2ဒီ2လေးကဘာလဲဆိုရင်ဆက်ဆက်နော်ဆက်ဆက်အရေးတွေဒီ A အစုရဲ့အစုပိုင်းအရေးတွေကဘာဖြစ်လဲ2ရှိတယ်အဲကောင်းလေးကဘယ်လိုဖြစ်လာလဲဆိုရင်ဒီအစုရဲ့ဆက်ဆက်က5လဲဟုတ်တယ် ထားလို့ပါပြော11ဒီတို့ရေးလိုက်မယ်ဆိုလို့ရှိရင်2ပါပါပါပြတို့ဒီအစုဝင်ရေတွက်ကိုကြည့်လိုက်ရ2တူးဆိုတော့ပါပြတယ်4 4ဒီ4ကဒီကောင်ကအစုဒီကောင်ကဆက်ဆက်စုပိုင်းနော်ဟုတ်ပြီတို့အစရာရေးလိုက်မယ် MD ဆက်ဆိုတာဘယ်စုမစုဘယ်စုတိုင်းရဲ့စုရဲ့ အစုပိုင်းဖြစ်တယ်။ပြီးလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ရေးလိုက်တဲ့ပါတော့ပြည့်တယ်။ဒီလိုရှိမယ်။ဒီတစ်ခုရှိမယ်။ AB ဆိုပြရှိ A နဲ့တော့ဒီဒီသုံးလောက်လောက်ပြလိုက်နော်။အဲ့တော့ A B C ABC ဆိုလို့ရှိရင်ဆရာတို့2 power 3ဟုတ်ပြီ2 power 3ဆိုတာဒီအစုရဲ့ subset 2 power 3ဆိုတာဘာဖြစ်လဲဆိုရင် h ဖိုင်ဆိုတာကအစူတိုင်းရဲ့အစူပိုင်းဖြစ်တယ်နောက်တစ်ခုဘာလဲရှိဦးမယ်ဆိုရင် A B B C ဟုတ်ကော C ဒါနေမဲတော့မသိဘူး A B A B ဒါရှိ A B A C A C ဒါနေမဲတော့ဆိုတော့မသိဘူး B C ဒါနေမဲတော့မသိဘူး A B C A B C အဲ့တော့ဒီကောင်းရဲ့အစုပိုင်းကဘယ်နှခုရှိမလဲဆို1 2 3 4 5 6 7 8ရှစ်နားလေပါအဲ့ဒါဆိုလို့ရှိရင်ဒီ2ပါဝါအန်လေးကိုကျတော်တို့ကဒီတိုင်းလေးရဲ့ဒီတိုင်းလေးရဲ့သဘောပေါက်တယ်လို့ဒီလိုလဲပါဖြစ်တယ်ဆိုရင်သဘောပေါက်ပါဟုတ်လားသဘောပေါက်ကဲအဲ့ကောင်ကဘာလုပ်တာလဲဆိုလို့ရှိရင်အဲ့ကောင်ကဆရာတို့ကဒီ2ပါဝါအန်ကို multiplication principle ဘာကြောင့်ပြောလာလဲဆိုတော့ တကောက်ချက်ရှိလားကိုကောင်ကလက်မခံနိုင်လို့ရှိရင်မမှတ်ပဲနဲ့ရေလို့ရတယ်လက်ခံနိုင်မယ်ဆိုရင်ဆက်ပြီးတော့တိချလိုက်ပေါ့နော်တဲ့အဲ့ဒါကြည့်အောင်ဒီအစုအေမာဆိုလို့ရှိရင်နော်အစုအေမာဆိုလို့ရှိရင်အေမပါပဲနဲ့ဖြစ်ဖြစ်တယ်ဖြစ်ရတဲ့ခုရှိတယ်အေပါလဲဖြစ်ရဆိုရင်တခုရှိတယ်အေမပါလဲဖြစ်ရတဲ့ခုရှိတယ်ပါတယ်အဲ့တော့ပြည့်ရတဲ့ခုရှိတယ်နှစ်ခုနှစ်ခုရှိတယ် ဖြစ်ရဘယ်နှခုရှိတယ်လို့နှခုရှိတယ်ဘာနှစ်ဒါလေးကတော့ဒါလေးကတော့သိရှင်းသွားမှာလို့ဒါရုပ်ကြည့်ဒီအစု AB ဆိုတဲ့အစုမှာဆိုရင် A ကဖြစ်ရနှခုရှိတယ် A ပါတဲ့ကောင်ရယ်မပါတဲ့ကောင်ရယ်ဒီမှာဆိုလို့ရှိရင်ကွာဒီမှာ UUP ပြောလိုက်မယ်ဆိုဘာဖြစ်လဲဒီအစု A မှာဆိုလို့ရှိရင် file နဲ့ A ပါတဲ့ကောင် A ပါတဲ့ကောင်ရယ်ဟုတ်လား A မပါတဲ့ကောင်ရယ် A ပါတဲ့ကောင်ရယ်ဆိုပြီးဘယ်နှခုဖြစ်နှခုဖြစ်နှခုဖြစ်အားရလား အခုပြန်ကဲအစု AB မှာဆိုလို့ရှိရင် A ပါတဲ့កောင်ရဲ့ A မပါတဲ့កောင်ရဲ့တစ်ခုရှိတယ်လို့တစ်ခုရှိတယ်လို့သိလားတစ်ခုရှိတယ်လို့နောက်တော့က B ပါတဲ့កောင်ရဲ့ B မပါတဲ့កောင်ရဲ့လည်းပါတယ်နှစ်ခုရှိဟာအဲ့တော့နင်းနေနေတော့ဘာဖြစ်လဲဆိုရင်နင်းနဲ့တက်ပေါ့နင်းနဲ့ဒါကြောင့်မို့ multiplication principle လို့2 power n လို့ပြောတာသဘောရတယ် တော့ဒီမှာဆိုလို့ရှိရင်ဆရာတို့ဒီမှာဆိုလို့ရှိရင် ABC မှာဆိုရင်လည်းပဲ A ပါတဲ့កောင်ရယ် A မပါတဲ့កောင်ရယ်ဆိုလို့ရှိတယ်အဲ့တော့ဒီကောင်ပါလို့ဆိုတော့ဒီ B ပါဒီအတွက်လည်း A ပါတဲ့កောင် B ပါတဲ့កောင်ရယ် B မပါတဲ့កောင်ရယ်ဆိုပြီးတော့ဒီခုရှိတယ်ဒီ C အတွက်မှာလည်းပါနေတယ် C ပါတဲ့កောင်ရယ် C မပါတဲ့កောင်ရယ်ဆိုပြီးတော့ဒီခုရှိတယ်အဲ့တော့2 3ကဆိုတော့2ဘယ်နဲ့ထက်လဲဆိုရင် ်နှစ်သုံးတက်နားလည်လားဒါကြောင့်မို့စားဒီကောင်ကိုဘာလို့ပြောရလဲဆိုရင် multiplication principle လို့ဘောကွာအဲဒီကောင်လေးတစ်ခုကြည့်လိုက်ပါဘောကွာ a b c d equal to d a အတွက် a ပါတဲ့ကောင်ရဲ့ a မပါတဲ့ကောင်ရဲ့ဆိုလို့ရှိရင်2ဒီကောင်လဲနှစ်ခုဒီကောင်လဲနှစ်ခုဒီကောင်လဲဘာဖြစ်လဲဆိုရင်နှစ်ခုအဲ့တော့2ပါဝါ ပေါ့ဒီကောင်လေးမြောက်ထားတဲ့တူကြောင့်ဒီကောင်ကိုဘာလို့ခေါ်လဲဆိုရင် multiplication principle ကိုလည်းသုံးတယ်လို့ပြောတာဟုတ်ပါမလားအဲအခုဒီတော့ addition principle ဒီမှာပဲကြာဆက်ပြီးပြောရအောင် addition principle အဲ့ဒီ addition principle မှာဆရာတို့ကဒီကောင်ကအစုအဲ့အစုထဲမှာအစုပိုင်းထဲမှာဒီဒီမှာဘ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 ာရှိနေပြီ5 5ရှိနေပြီเนาะ5ရှိနေသေးတယ် ဆိုလို့ရှိရင်ဒီကောင်းကိုကျွန်တော်ရေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ subset တွေကိုဘာနဲ့အသုံးပြရလဲဆိုလို့ရှိရင် combination ကို principle ကိုအသုံးပြရတယ်ဒီကောင်းကိုဘာဖြစ်လဲ multiplication principle ကိုအသုံးပြရပြီးလို့ရှိရင် addition principle ကိုအသုံးပြ file ဆိုတော့ကျွန်တော်ဘာဖြစ်မလဲဆိုလို့ရှိရင်ဒီကဘယ်နှလုံးရှိဖြစ်သွားလဲငါးလုံးဖြစ်သွားငါးလုံးဖြစ်သွားမယ်ဆိုလို့ရှိရင် file เนาะ

这苦西蛮多人，都讲话玩；那苦西蛮多人，都讲话；东苦西蛮多人，都讲话对。按照你讲，一西南北，一西西北，一西东北，一西，一西东西，都讲话，一北的路。一，三西南北，三西西北，三西东北，三西，三西东西，都讲话，三西这边。四西南北，四西西北，四西东北，四西，四西东西，都讲话，四西边。讲。 ်ဒါပဲနော်အဲ့ဒါဆိုရင်ဆရာတို့ဒီနေ့ဆိုင်တဲ့ example တွေပါ